ဒီလိုစပိဝါဒနာပါတယ်ဒါတစနေပြောလို့ရှိရင်อืมမခွေးမျိုးပုံမှာเนาะစာကြည့်တဲ့ကောင်းကောင်းအဲ့လိုရှိဟုတ်စာကြည့်တဲ့မခွေးအထအတိတမ်းမြင့်ချောင်းလို့ခေါ်တာอืมအင်းလေးခေတ်ကလည်းဆောက်ခဲ့တယ်တမ်းမြင့်ချောင်းကြီးကုစုနှစ်တရာပြစ်တရာကျော်ရှိသွားဟုတ်တယ်เนาะအဲ့ဒီကြောင်းမှာဒီ ရွာနေပြီးတော့နေရအောင်တော့ငါရန်အဲ့ဒီမှာဆက်ပြီးတော့တက်တာမဝေးပြည်သောသားကြောင်းဥစားပြရကြောင်းမှာဟုတ်နော်ဘော်ရအဲ့ဒီကြောင်းမှာဒီဒီအခုကခုပြည်သောသားကြောင်းအပြည်သောသားကြောင်းမယ်ဟုတ်တယ်ဟုတ်တယ်မခွေးမြို့မှာခဏခဏလေးပြောမှုပါတယ်မခွေးမြို့မှာဆိုလို့ရှိရင်ပရာဟိတပရာဟိတဆိုတဲ့ဇဂလုံးဒီနော်ခုဒီနောက်ပိုင်းမှာလာပို့ဖို့တွင်ကြီးလာနော်အဲ့ဒီတော့ကနေမှာရှိတဲ့ကြောင်းသူကြောင်းသားလေးတွေ ကျောင်းသားလေးတွေကိုအခမဲ့ပညာသင်ပေးတာကမခွင့်မြုမှာနာမည်ကြီးတာကဒီပြည်သူသားကျောင်းတက်နာတာပြည်သူသားကျောင်းဘုရားစာသိန်းတိုင်းဖြစ်သွားပြီဆရာတော်ဦးစားကြီးရနောက်မြို့မှာကျောင်းဆိုရင်ဥဒီကိုပဲစာသိန်းကျောင်းဆိုလို့ရှိရင်ကျွန်တော်ဈေးရပေါ့တပည့်ဈေးရပေါ့အဲ့ကိတော့ဈေးညို့ ဦးညိုဟုတ်တယ်အဲ့တော့တိုင်းသားတွေဘာတွေတရားလဲသူကကလေးတွေအစားသူဦးညိုကြီးကြောင့်ဟုတ်တယ်ပရိုက်တာဆိုတော့သူကချင်းချင်းပြက်မြန့်ကိုပဲဖွင့်လာခဲ့တာနော်အဲ့ဒီအကြောင်းမှနေခဲ့တယ်ပေါ့အဲ့တော့ဘာကပညာရေးအကြောင်းနေရနေပေါ့အစိုးရပညာရေးအကြောင်းဖြစ်သွားတဲ့ဘုံကြီးအကြောင်းနေလို့ပြောမှာပေါ့နော်အဲဟာမဟုတ်မဟုတ်ဘာကပညာရေးလို့လည်းဘယ်တော့မှအသိမပြမပြတ်အသိမှမပြူဘူးမိမိရဲ့ဘယ်တော့မှတိုင်းလို့နှိုးစော်လာလဲမဟုတ် ဒီကလေးတွေပညာတက်ပါစေဆိုပြီးတော့ရွာကလေးတွေဥစဉ်ညွတ်ကြောင်းဆိုလို့ရှိရင်လေဒီဟိုဟာတိုင်းရင်းသားဘာညာအဲ့လိုเนาะတိုင်းရင်းသားကကြောင်းကိုကြောင်းသားလေးတွေရှိတယ်เนาะအဲ့လိုအဲ့လိုဒီပညာရေးကိုเนาะထောက်ပံ့ပြည့်အောင်လို့ဒီတော့နေပြီးတော့တော်ရာကြီးဘယ်လိုဘာကျင်းညာကြီးမှာပဲမယူအဲ့မှာကြောင်းရဲ့ကြောင်းစားเนาะသက်ဆိုင်ရာကြောင်းနေမှာပညာသင်ခွင့်ရအောင် ီရှေ့ဆရာတော်ကြီးတရားမျိုးတော့စီစဉ်ပေးရမယ်။ဘာကအကြောင်းစပါလို့မဟုတ်။အဲနောက်ပိုင်းမှာမှဘာကအကြောင်းစပါပေါ်လာ။မကွေးဝင်းမောင်ရဲ့ညီကောင်မောင်နှမဘယ်နှယောက်ရှိပါလဲ။ဟာ9ယောက်ရှိတယ်။နောက်ဒီဆုံးကဟုတ်တယ်ဥထွန်းအောင်။ကိုဥထွန်းပြီးတော့အဲဥထွန်းဥထွန်းပြီးတော့အဲ ဒေါ်ခွေးလေးခေါ်ဒေါ်ခီဒေါ်အီမခင်မြအဲဟုတ်တယ်မခင်မြမခင်မြပြီးတော့ဟုတ်တယ်မောင်ဝင်းမောင်ဟုတ်တယ်မောင်ဝင်းမောင်ပြီးတော့အဲကိုခင်မောင်အေးခင်ဝင်းကြီးဟုတ်တယ်ကိုခင်မောင်အေးခင်ဝင်းကြီးခင်ဝင်းကြီးကခင်ဝင်းကြီးကအထီးအကြီးကြီးဟုတ်တယ်ခင်မောင်အေးကအငယ်ဆုံးအငယ်ဆုံးဟုတ်ဟုတ်တယ်မွေးကျင်းနေ့မှာအကုန်လုံး CY နဲ့အစင်တည်ကြတယ်อืมဒီပညာဓာတ်တွေပေါ့နော်ဘွဲရတယ်ဖြစ် ဒီတယောက်ပဲထူးထူးခြားခြား7လောင်းလောက်ပဲရှိနော်အဲ့တော့ဟိုဒီလောက်စာပေနောက်ကိုလိုက်ပြီးတော့စာရေးစရာငငယ်တော့အတိုင်းဦးစင်းလဲဟိုဒါဦးလေးတို့ငယ်စဉ်အတိုင်းမိန်းကလေးနဲ့ပတ်သက်တော့ဦးလေးဝင်းမောင်ရဲ့စာပေပေါ်မျက်နှိုးမှုဂရင်းတော့ဝင်းမောင်ဘဝနဲ့အများကြီးပြည့်စက်တာရရှိတဲ့လာသာဆိုတော့ဘာမှဖြစ်တာမဟုတ်ဘူးစာပေနဲ့ဒါပေမဲ့အဲ့ဒါလေးမှဘာရင်းနဲ့ထင်ထင်ရှားရှားနဲ့တိုင်းပြည်ကျိုး နိုင်ငံအကျိုးရရွာအကျိုးဘာသာအကျိုးဆောင်ရွက်ပြီးတော့ဆိုင်ရေးဆရာဒိနာဆရာကြီးဝင်းမောင်နေနဲ့ဘာတွေရေးခဲ့ဘာတွေအောင်မြင်ခဲ့ပြီးလဲပထမဆုံးစတင်ရေးစာမျက်နှာပေါ်မှာစတင်ရေးခဲ့ဟောင်းကော60နဲ့8ခုတော့ရှိဟုတ်ပါရဲ့68ခုနှစ်လောက်ပါမန္တလေးဒီဆရာဦးဝင်းတဲ့အဲ့ဒါချုပ်ဟန်တာဝီတရင်ဆောင် နော်အထက်မြန်မာပြည်နော်မန္တလေးဟန်တာဝီတရင်စာဆိုပြီးတော့ပေါ်လာခဲ့ပါတယ်အဲ့ဒီမှာစအဲ့လုံကရေးဖို့ရေးဖက်တယ်ဆရာကြီးပေါ့နော်ဦးလေးအောင်တက်ကိုစတီအောင်နေတော့တယ်မကွေးဝင်းမြင်ဦးဝင်းမြင်ဟန်တာဝီဝိုင်းတော်ပါလေပေါ့နော်ဟန်တာဝီတရင်စာမှာကြီးတယ်တရင်နေအများကြီးပို့တယ်အဲ့ခေအဲ့ဒီခါကငါပြားဆိုတဲ့ဟာကြီးရှိတူရှိတယ်ဒီအဲ့ဒါလေးကိုခောက်ပြီးတော့အဲ့ဒီဒီ တက်ဆိုင်ရာသတင်းစာတိုက်လိစာလေးနဲ့ပို့လိုက်လို့ရှိရင်ချက်ချင်းရောက်တယ်။၅ပြားပဲတချင်။တစ်စိကောင်းလို့ပြရတယ်။နောက်အဲ့တော့ရတဲ့စာမှုက30ကျပ်30ကျပ်။ငွေ30ကျပ်ပဲရတယ်။သတင်းဆောင်မကြီးအများကြီးသတင်းခံစားလို့သတင်းစာကပထမအဆုံးမိခင်သတင်းစာတိုက်ပေါ့နော်။အဲ့ဒီမှာမန္တလေးဟန်တော်လေးရင်းစားမှာဗာရင်ရေးခဲ့ပို့လို့ရှိအဲ့ဒီခေအဲ့ဒီခြေနေကဒီတမမစနစ်တည် เนาะဒီ London Party ကနေပြီးလှုပ်ဆောင်ပြီးတဲ့အခြေမြမဆိုချက်နဲ့ London Party ရဲ့လက်ကလမ်းစဉ် Party ပေါ့เนาะအဲ့ဒီမှာဘာတွေဘာဖြစ်လဲလို့ဆိုတော့ကုံဝဲစာအုပ်ပိတ်ခွန်ရှိသလားဆိုပြီးတော့ကောင်းစင်နာမည်ကအဲ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 ဘာဝအခြေခံရေးထားလဲဆိုတော့ဒီတောင်သူတွေတောင်သူတွေကသီးနှံတွေကိုသူတို့သတ်မှတ်တဲ့ဇင်းနှုံနဲ့သွန်းသွားတယ် နှမ်းဆိုလဲနှမ်းပဲဆိုလဲပဲဘလောက်ဘလောက်ဆိုပြီးတော့တွန်းရတယ်။သူတို့သတ်မှတ်ထားတဲ့အရင်ချင်းပြေးမှအပြင်ကိုရောင်းရတာ။ တောင်ဝင်ကြီးတယ်ဆိုမှတောင်ဝင်တောင်ကြီးလက်မရောက်မှဟုတ်တယ်တောင်ကြီးလက်မရောက်အဲ့ဒီဇာလန်လေးကတော့အဲ့ဒီကြာကန်းရွာရဲ့နောက်ဘက်ကဂျိုးကြာကန်းဆိုရဲဂျေးရွာကအမေရွာအဲအမေရွာကပေါ့နော်အမေရွာကဖြစ်ကြတာလေအခုလာလုံးတယ်လေကုန်းမွေးချင်းနေပဲဟုတ်တယ်နော်အဲ့ဒါကိုရှိဦးလူတက်မဲ့သလဲဖြစ်တာလေရိုက်ဟုတ်တယ်အဲ့ဒီကဘိုးဘတော့နော်ဘိုးဘတော့ဘိုးဘတော့ဘုံညွန့်တို့သူကဘုံညွန့်ရပ်ပြပါသူကြီးတွေဘုံညွန့်တို့ဥဆောင်နေတဲ့ချိန်ဟုတ်တယ်အဲ့ဒီအချိန်မှာအဲ့ဒီ အဲ့ဘိုးဘရဲ့သားဦးလေးဖိုးဟန်နဲ့ဦးလေးဖိုးဟန်ဥပညာအဲ့ဟုတ်တယ်အဲ့ကူအဲ့တရားသူကြီးလုပ်တယ်ဦးမြင့်စိုးမြို့ညောင်းအမြင့်စိုးအဲ့နော်မြို့သူအဲ့ဘိုးဟန်ဟုတ်တယ်ဆုံးသွားပြီနော်ဖိုးဟန်နဲ့ဆုံးသွားဟောသူအဲ့တော့တရားကြီးဟုတ်တယ်အဲ့ဒီမှာတခါလေကုံဝဲစောက်ကိုထုတ်ခုမရှိဘူးဆာလို့စီလို့ထုတ်ခုမရှိဘူးဆိုကုံဝဲစောက်ကိုပိတ်နော်အဲ့တော့မခံရင်သိမ့်နေ ဒါပုံကိုရည်သူရဲ့နိနာမှုကိုမခံနိုင်တော့ဟုတ်တယ်ဒီတောင်သူတွေကုံဝင်စောက်ကိုတော်လန်တော်လန်ရေးရတာတော်လန်အတွင်းနဲ့တော်တော်လန်ကတော့မဟုတ်ပါဘူးညမိမောင်းထိုးပြအဲမိမောင်းထိုးပြအရင်ကုံဝင်စောက်ပိတ်ခွန်ရှိသလားဆိုတာလေသာပထမဆုံးပါလာတာနော်အနောက်တကစီယူဘော့ဝေးဆိုတဲ့အိုက်ခေအိုက်ခါကမခွေးမြို့နယ်မှာအဲ့ဒီ ဒီမကွေးတပြည်လုံးတိုင်းတာနေနေအေးချမ်းဘူးအေးချမ်းအေးချမ်းဘူးအေးချမ်းတော့ညာလေမကွေးမြို့နယ်အနေနဲ့ကြာကြာတော့အမှတ်တရတခုတရအမှတ်တရပြောရမယ်ဆိုလို့ရှိရင်တောင်ကြီးတွေမှာနေရပြောင်းအောင်မအေးရအောင်ဟောခွာရဟုတ်တယ်နခိုးကြီးကြောင့်နခိုးရအောင်ပုတ်စုလိုက်နော်သူတို့ကနွားတွေကိုခိုးတယ်ပြန်မေးဆွဲတယ်နော်အဲ့ဒီအဲ့ဒီခါလာနော်ဒီနခိုးတွေကို ဒါလို့တောင်းညာနေတဲ့တရားတောင်းလူရဲ့ပြုတ်ပြချက်အရာอืมဒီတရင်စာထဲမှာခြောက်ပါအနေနဲ့ရေးတာပေါ့ဩငွားကိုပြူတဲ့တကြောင်တောင်းလူမှာနေပြောင်းမေးရဘူးဒီနွားများပြီးဒီလေယာလုံခုလုံမန်းကောမှာနိုင်ငံတော်ရဲ့အဓိကအရေးကြီးတဲ့လေယာလုံမန်းစီးပွားရေးလုံမန်းမှာထိခိုက်တယ်ဒါတွေကိုပပြောင်းလုတ်ဖို့လုတ်တဲ့နယ်ဆိုတဲ့အကြောင်းတိုက်တွန်းနှိုးဆော်ပေးတယ်ဆောင်းပါနော်အနောက်တဘုတ်ကတော့ဟုတ်တယ်နေရုနဲ့မြတ် အဲ့ဒါကြောင့်တော့ခုအဲ့အဲ့ကိုမျိုးညွန့်နဲ့ဆိုင်နေမောင်မျိုးနဲ့ဆိုင်နော်မောင်မျိုးလည်းဒလူလူလူလေး तू အဲ့အိုင်ဒီယာလေးတွေပေးတာလေးကောင်းနေလူနေမြစင်ယုံလုံဆောင်မှုဒီကရေးလိုက်တဲ့ခါကအော်လာနီမလူလားလို့ရေးလိုက်တာဟောဆရာဥဝင်းတရားဆရာကြီးအောင်ဆရာပြင်းပေးတယ်နေလူနေမြစင်ယုံလုံဆောင်မှုအယိုးကိုအယိုးကမဖုံးသင်ဆိုတော့ပြင်းပေးနော်အဲ့ဒီခေအဲ့ဒီခါတော့ကလေဘာဒီ ါကတော့အဲ့ဒီခေတ်ရဲ့အခြေအနေကိုပြန်ပြီးတော့ဟိုဒေါ်ရနန်ဒီနားမလည်ဘူးပေါ့လေနောက်ကလေးတွေနဲ့နားလည်အောင်ပြောပြောပြတာပေါ့နော်အဲ့တော့ဆန်ဆန်တို့စီတို့နော်ဆပ်ပြားတို့စတဲ့ဖြစ်ပေါ့နော်အဲ့တမအောင်မှာစနစ်နဲ့ကုံဝဲဆောင်နဲ့ဘာဘာထုတ်ရတယ်哦，哎呀，他妈，是呢，嗯嗯，喏，俺都抽完了，看见，这看，那是那是金巴的，牛大内肉，喏。 ဒီအာဇာနည်နေ့လို့လွတ်လပ်ရေးနေ့လို့နော်နေရူးနစ်မြတ်တယ်နိုင်ငံတော်တွေတတ်မှတ်ထားတဲ့နေရူးနစ်မြတ်တယ်ပါဒီအာဇာကုန်းမှာချီတရသူရက်ကွယ်လိုက်ဇာယေးဆရာဖွဲ့စည်းဇာယေးဆရာဖွဲ့စည်းမိသားစုနဲ့မိသားအဖွဲ့စည်းရက်ကွယ်လူတွေလည်းလိုက်ရတယ်အဲ့လိုလိုက်တဲ့ခါကျတော့သမဝံမာကသူအမှုဆောင်တာဝန်ရှိတဲ့လူတွေကဘာလို့လဲဆိုတော့ဆက်လက်ပြားလေးလိုက်လိုက်ပြီးလက်ပြန်ကဟုတ်လားအလွတ်လိုက်ရင်အာဇာနည်နေ့ရော့ အဲ့မှာတဲ့အိမ်တော်ကိုဘလောက်ဆိုပြီးတော့ပေးထားတယ်အဲ့ဒီလက်မှတ်ကလေးလိုက်ဒါသူတို့စပြားတို့တူပြားတို့ပေါ့ရမယ်အဲ့ဒါထုတ်ကုန်ပေးတယ်အဲ့လိုထုတ်ကုန်ပေးတဲ့အခါကျတော့ဟာဒီနီလန်းကိုဒါရေရှည်သက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 ်တွားမယ်ဆိုရင်ဒီနီလန်းကီးကောင်းတဲ့လာလာကောင်းတဲ့အမွေနဲ့တော့ပေါ့ဘူးဆိုပြီးတော့ဒါကြောင့်နေနေသူ